Hello everybody. အားလုံးမင်္ဂလာပါကျွန်တော် Yuan Official Music Channel ရတဲ့ပြောပြနေကြိုဆိုပါရယ်။အဲ့တော့ဒီနေ့ကကျွန်တော်ဟောဒီနေ့က Dream Theater ရဲ့ဟောပေါ့ဒီတချင်တပုတ်ကိုထပ်ပြီး review လုပ်ပေးပါမယ်ဟောပေါ့ဟို Pull Pull Me Under ပေါ့အဲ့ကျွန်တော်ဒီမြန်မာမြန်မာနိုင်ငံမှာတော့အဲကိုငယ်ကြီးကဟောကာဘာပြန်ဆိုရောဗျာ ကော်ပီပြန်ဆိုရပေါ့ဒီတချင်းများရဲ့ဒဏ္ဍာရီဆိုရအဲ့ဒီတချင်းကိုဒီနေ့ကျွန်တော် review လုပ်မှာအဲသူကဘာဘာလို့ဘာလို့တော့ဒီတချင်းတိဆောက်ပုံကိုကျွန်တော်တချင်းတိဆောက်ပုံတွေကိုကျွန်တော်ကအမြဲတမ်း analyze လုပ်နေဗျာ analyze လို့ဘာသွားတွေ့အောင်ဆိုတော့အဲ့မယ်ကျွန်တော်ကဒီဟောပေါ့တချင်းဒီတချင်းတပုတ်လို့သူကလီဒီယမ်မုံနဲ့သူကတုံးပြီးတော့တိဆောက်တာအဲ့ဒါကိုသွားတွေ့ရ တချို့နေရာလေးမှာကျတော့ तू อ่ะအာဘယ်လိုခေါ်မလို့ deck sound တန်နေဖြစ်တဲ့ဟိုဟာ liver ထုံးလေးတွေ तू อ่ะထည့်ထည့်ပြီးသုံးသွားတယ်အဲ့ lyrian ထဲမှာအောင်မှာအဲ့မျိုးလေး तू อ่ะ deck sound ပေါ့ကျွန်တော်တို့ mere music တွေမှာအများဆုံးတွေ့ရတဲ့ဟိုကတ်နေဒီဟိုဟာ liver ထုံးဆိုတာဒီဒီဟိုဘယ်လိုပြောရမလဲဗျာအဲ့လို liver ထုံးလေးဒီဂျီဆိုလို့ရှိရင်သူကဒီ G sharp အဲ့မျိုးတွေ ူကအဲ့လိုနေဘထုံးနေကိုတုံးတယ်အဲအဲ့ဒါကိုသွားတွေ့ရတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်ကဒီဟိုဟာကိုစပြီးတော့ဒီအေထိုးစပြီးနားတော်ကြည့်လိုက်အောင်တော့ကျွန်တော်တစ်ချက် အဲအဲ့ပဲသူကအာရရပဲဟိုတိတ်တယ်ဟောအဲ့နော်ဘာလို့အဲ့အဲ့လိုပုံစံလေးကသူက open stream လေးနေအားကောင်းအောင်ဒီ notes ကိုအားကောင်းအောင်လို့သူက open stream လေးတုံးတယ် ကကျွန်တော်တို့ကဒီဟာလီဒီယန်ဒီဂျီလီဒီယန်ပေါ့ပြောရမယ်ဆိုလို့ချင်းဂျီလီဒီယန်ဘုတ်ကိုသူကတော့သုံးသွားတာအဲ့တော့ဂျီလီဒီယန်ဘုတ်ကိုတစ်ချက်ဟိုပြောရမယ်ဆိုလို့ရှိရင်ဒီလိုပေါ့သူကဒီဝါးတွေစပါပေါ့ကျွန်တော်ကอืมဟောပေါ့ဖိုးဖိုးဖိုးရီဖိုးရီစပါပေါ့ဖိုးဒါရဲ ဲ့ပဲ तू ကဘာထူးချောင်းဆိုတော့လီဒီယန်ရဲ့မုတ်ရဲ့ထုံးစံတိုင်း तू ကရှက်ဖိုးတလုံးပါတယ်ဥပမာဂျီခမားတို့ဂျီမီဂျာစကီကိုတီးလိုက်ဂျီမီဂျာဆက်တော့အဲ့ဂျီမီဂျာစကီအဲ့ပဲဖိုးကျွန်တော်ကရှက်လုတ်လိုက်လို့ရှင်ဒါအဲ့ဂျီလီဒီယန် မုတ်ကိုပြောင်းသွားတယ်အဲ့အဲ့လိုပဲအဲ့ဒီကအဲ့ဒီဒီရဲ့ဘုံနဲ့တုံးသွားသူကဒီလာပဲ ဆိုတော့ဒါဘယ်ဘီအဲ့လုံးတွေပဲပါလေနောက်ပြီးတော့အဲအဲ့ရွတ်လာရှက်ဖိုးကြီးပါတာအဲ့ဒါပဲနော် ဲ့ဒီမှာတခုပြောသေးရရှိတာဒီဘက်စီဘာလို့ပါတာလဲလေဒီယံမုတ်လည်းပြောသေးတယ်စီကဘာလို့စီနှုတ်ကဘာလို့ပါတာလဲဆိုတော့အဲ့စီကကြာကျွန်တော်တို့ကနောက်တကော့ကူဖို့ဆိုတော့ဖန်စင်နေနဲ့ခံသွားတာအဲ့ကော့ကူသွားဖို့အဲ့ဒါကူသွားဖို့တော့အဲ့ solution လောက်သွားတာကအဲ့မျိုးဟိုအဲ့တော့ तू ကဒီလေဒီယံမုတ်နဲ့တော့သွားသွားတော့ ဆိုတော့ F ပါတာတွေ့တာ G တွေ F ကိုပါတာသူက F ကိုကြာကျွန်တော်က तू က borrow call အနေနဲ့ယူသုံးရတာအမှန်ဆိုလို့ရှိရင် Lydia mode ထဲမှာဆိုလို့ရှိရင် F ကပေါ့ဒါမဲ့ तू က borrow call အနေနဲ့ယူသုံးရတယ်နော် तू ကမင်းအဲ့ဒါကိုယူသုံးရနော်အဲ့တော့နောက်တော့တချန်နားတော်ကြည့်လိုက်အောင်ကျွန်တော်တို့အဲ့အဲ့ဒါ အဖက်စင်နေရယူလို့ sorry ဒါပဲအဲ့ဒါပြီးတော့ကျော်ကဒီဟိုသူက fan ဟိုဘော family ဝင်တော့မှာ family ဝင်တဲ့ချိန်မှာသူဒီ e ဟိုဖယ်တယ်ဟိုပဲသူကခံသွားတာမှာအဲ့ညာလေးတစ်ချက်ပြမယ်နော်ကျွန်တော်

အဲ့အဲ့လေဒီယန်နေကနှုတ်တွေဘယ်သူကဟာမိုနီတွဲယူသွားတာသူကဒီလေဒီယန်မဟုတ်ချက်ချင်းအဲ့ဟောအဲ့လိုမျိုးလေးယူသွားသူက E ကတော့သူကဖယ်တယ်နေနဲ့ပါဖယ်တယ်တုံးနေနဲ့အဲ့လေသူကဒီကဒီနဲ့ချောင်းမှာဟာမိုနီတွဲပြီးယူသွားတာအဲ့ဒီ Chef 4ရဲ့ အောက်ကဟိုဟာ7ရယ်7လုံးရယ်ဟိုတွဲပြီးအဲ့လိုယူသွားတာအဲအဲ့တော့ပြန်တိမဲ့ဆိုရင်သွားရည်ရအဲ့မဲ့သူအဲ့မဲ့ပြောစရာရှိတယ်တကယ်ဒီမဲ့ deck deck sound အံဖြစ်တဲ့ဒီနေပဲထုံးပါလားဒါဒါဒါဒီလိုလေနော်အဲ့ဒီအောင်ပါလား เออไอ้ไอ้มาดิกีฬาตะมาริเนี่ยทงหว่าบ่ตู3 3ล่ะชื่อเอ่อโน้ตอလုံးเอ่อไอ้อะไรမျိုးไอ้อะไรမျိုးนี่ป่าล่ะเนาะเออที่จีอ๋อรู้อะไรนี่ครับ ဲ့ပုံစံမှာပဲအဲ့ပုံစံမျိုးဟိုဟွာကြတော့ကျွန်တော်ကတော့ဒီဟွာကြအဲ့ပဲကျွန်တော်ကြိုက်တဲ့ဟွာနေရာတနေရာလာပြီအဲ့ပဲကျွန်တော်ဆောင်းရဲချွေသွားတဲ့နေရာအဲ့နေရာကိုကျွန်တော်ပြမယ်နော်အဲ့အဲ့အဲ့ပြီးတော့အဲ့ off lead ပြီးတော့ကြတော့အဲ့ off lead ပြီးတော့အဲ့မဲ့လာအဲ့နေရာကိုပြောတာကျွန်တော်ကအဲ့ဘိုးကဘိုးကဆောင်းဝင်တဲ့အချိန်မှာခေါ်သွားတဲ့ကော့တွေကော့ progression ကတော်တော်လှတယ်သူကဒီတိုင်းခေါ်သွားတာ Like right teacher, you know. ဲ့နေရာဆောင်းရမ်းစားတဲ့နေရာတောက်လျှောက်ဒီဒီဒီနောက်ပြီးတော့အဲ့ဒီ van ဝင်လိုက်တဲ့ချိန်မှာအဆောရီအပြင်အဲ့လေးကိုတစ်ချက်လိုက်တည်ကြည့်အောင်ကျွန်တော် ိုက်နေရတယ်အိုက်နေရရတကယ်ငစားကြီးတွေကသူကသူဒီဒီတောက်လျှောက်ဒီစီးကွက်နေအဲ့အဲ့တော့ဒီဒီလီဒီယန်မို့ဟိုပဲယူပြီးတော့သူဒီအဲ့လိုသွားတာ ုတ်သွားတာသူကဒီအားနေဆိုင်ပါအဲ့ဒီကနည်းနည်းလက်ကမြန်မာဖြစ်ပါသူကအဲ့ဒီပြီးတော့ဒီတန့်ဝင်တာတော့ အဲ့တော့ဒီအီးကိုပဲသူကဖတ်တယ်နှုတ်ကိုတုံးပြီးတော့ယူသွားတယ်သူကဟောအဲ့ဒါနဲ့ဘာဘာဘူဘူတာဘူဘူ င်နေရာတွေကတော့ပုံမှန်ပါပဲသူကနော်နော်အဲ့ဒါသူပြောရင်တာသူကျွန်တော်ဆိုလိုမဟုတ်ဘူးအဲ့ဒီဟိုဟာဒီဘယ်လိုခေါ်မလဲနောက်နောက်တစ်ပိုက်နောက်တစ်ပိုက်မှာကျတော့သူကထပ်ပင်တဲ့ဟိုကနေအဲ့မဲ့ရောပြီးတော့ဂီတာလက်မှတ်နဲ့အဲ့နောက်တစ်ပိုက်ကိုကျွန်တော်တို့သွားကြည့်အောင် 爱你啊。 ဲ့အလီကလည်းသူလီဒီယမ်ဘုတ်ကိုတုံးတယ်ဒီဟာဒီကအမှန်ကတော့ဒီကောင်ကဒီ e e ဟောပေါ့ e minor e minor ဒါပေမဲ့ g g ရဲ့လီဒီယမ်ကိုတုံးတယ်ဒါပေမဲ့နောက်ဟာ key center ကတော့ g ကိုယူတယ်ဒါပေမဲ့ e ကိုတဲပြီးတော့သူကယူတယ် e pattern လေးပါတာအဲ့ဒါလေအဲ့ဒါလေ e ကိုတဲပြီးတော့ယူတာနော်အဲ့ဒါလေအဲ့ပြီးတော့ အဲ့ဒါခုနအတိုင်းပါပဲကျွန်တော်တို့အဲ့ပြီးအဲခုကလာပြီးနောက်နောက်ခောက်လာကြတယ်နားထောင်ကြည့်နော်အဲ့တော့ဒီထပ်ပင်နဲ့ကျွန်တော်ကဒီဝိုင်းနဲ့ဝင်ဖို့ကြတော့နည်းနည်းခက်တယ်ဗျနော်ရအောင်တော့ကျွန်တော်လိုက်တီးကြည့်သေးတယ်အဲ့ဒါကိုနည်းနည်းမတက်ရဘူးအဲ့ဒါကြတော့လိုက်တီးကြည့်အောင်အဲ့ဒါလေးနော် သူဟာကျွန်တော်ပြောဟောပေါ့ကျွန်တော်ဆိုလိုချင်တာကတော့ဒီတခြင်းကဒီဟောပေါ့ဒီဒီယန်နဲ့အဲတွဲပြီးတော့ဒီဒီယန်နဲ့တိဆောက်သွားတဲ့တခြင်းအဲ့လိုမျိုးအဲ့ဒါကိုပြောချင်တာသူစဒီသူ့ရဲ့ခက်ခဲဆုံးနေရာလေးတွေကအဲ့နေရာလေးတွေသူကဒီတခြင်းဆိုရင်လည်းလိုက်တီးနိုင်ဘူးတော့သူကမလွယ်ဘူးပြစားတယ်ဒီစေပေါ်မှာလည်းတတရရဖြစ်ဘူးတော့ဒီဂျွန်ပရစီတယောက်ပဲတတရရတီးနိုင်လိမ့်မယ်ဘာဖြစ်လို့ဆိုတော့ဒီဘက်ကင်တွေကတော်တော်ရှုပ်တာဟုတ် တော်လိုက်မှတ်နေရဘူးဘယ်လိုခေါ်မို့ရောရောပါတချို့အားကြီးကြတော့အဲ့ထပ်ပင်နေရာဆိုပိုးဆိုးသေးတယ်နေရာလေးပေါ့တော်ဗျအဲ့ဒါအဲ့ဒီအောင်ကြော်တဲ့ Apa? Apa? Apa dia dah? Ay, 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 ay. ay, ay, ay. ay. ချိုးတယ်ဗျမရဘူးကျွန်တော်အဲ့ဒါလည်းမတီးနိုင်ဘူးဒီဟိုဆောင်းရင်းစားရတဲ့ဟာကြီးအဲ့ဒါကြီးရဲ့နော်ကျွန်တော်ဒီမယ်ဒယ်တချင်းတွေဒီ review လုပ်ခိုင်းလို့ဒါကျွန်တော်လောက်ရတာအဲ့လောက်ကြီးသိတယ်ရောကြိုက်လှရဲ့လဲတော့မဟုတ်ဘူးဒီဟာအဲ့ဒါတကယ်ဟောဘလို့တက်တက်ရဲရဲတီးကြည့်တယ်ဆိုလို့ရှိရင် recording မှာအဲ့လိုမျိုးဖြန့်ညက်ကတ်လုပ်ပြီးတော့တီးမှရပါဒီက live တီးပဲဆိုလို့ရှိရင်တော့တောင်းမှန်ပါလေဗျာမတီးခိုင်းပါနဲ့ ဲ့လိုမျိုးပြောပြီးပါတယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီတခြင်းလေးကတော့ dream data ရဲ့ဟိုပါ pull me under ဆိုရဲဟိုပါတခြင်းလေးကို review လုပ်တာပါအဲ့တော့ဒီလောက်နဲ့တော့ဟိုခြေနဲ့မယ်လို့ထင်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ် bye bye